ကဘာပေါ်ရှိအလှဆုံးနေရာများနံပါတ်၁ကိုမိုရိုအမျိုးသားဥယျာဉ်အင်ဒိုနီးရှားနိုင်ငံရဲ့ကိုမိုရိုအမျိုးသားဥယျာဉ်မှာရှိတဲ့ပါရာကျွန်းရဲ့ရှုခင်းဟာကဘာပေါ်ကအထူးခြားဆုံးမြင်ကွင်းနေရာတစ်ခုဖြစ်ပါတယ်။အဖြူရောင်အနက်ရောင်ပန်းရောင်တဲပင်လယ်ပြင်ကြီး၃ခုကိုပကြီကားတစ်ချက်ထဲမှာတူတူတွဲမြင်ရတဲ့ကဲ့သို့လှပလွန်နေပါတယ်။ကြောက်ဆောင်တွေတောင်ကုန်းတွေကမိုးမောင်းနေပြီးတော့အဲ့ဒါကလည်း Jurassic Park ဇာတ်ကားတွေကမြင်ကွင်းတွေနဲ့ဆင်တူပါတယ်။ ပြီးတော့ UNESCO ရဲ့အံ့ဩဖွယ်ကောင်းတဲ့ကမ္ဘာအမွေအနှစ်တွေတဲ့ကတစ်ခုဖြစ်ပြီးတော့လှပတဲ့ပန်းရောင်သဲဆောင်ပြင်တွေကတင်းရဲ့ခြေထောက်ကိုနှိမ့်မြုပ်သွားစေပြီးအလွန်ကြည်လင်သောရေများဖြင့်ဝန်းရံထားသည့်အပြင်ကိုမိုရိုကျွန်းရဲ့ပြရုပ်တွေဖြစ်တဲ့ကိုမိုရိုနဂါးခေါ်ဖို့တွေရှိတဲ့အတွက် UNESCO ရဲ့ကမ္ဘာအမွေအနှစ်နေရာဖြစ်အံ့ဩစရာကောင်းစွာဖြင့်တည်ရှိနေပါတယ်။ကိုမိုရိုကျွန်းမှာရေငုပ်ခြင်း၊ရေလွှာလျှောစီးခြင်းများလည်းပြုလုပ်လို့ရပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ရေငုပ်တဲ့အခါမှာအယောင်သွေးစုံလင်တဲ့ငါးလေးတွေကိုတွေ့ရတတ်ပြီးတော့ ရေလိုင်းတွေကတန်တာကြောက်တန်းတွေကိုရိုက်ခတ်တဲ့အခါမှာလဲစင်ဖိုနီတီးသံတကယ်သို့တာယာစွာကြားနေရပါတယ်ဒါအပြင် AM လိုင်းလုံးကြီးများတူနာငါးများအနေရရှိတဲ့ Barracudas ငါးများနဲ့ငလေးကြောက်များလင်းမိုင်များကိုလည်းတွေ့ရတတ်ပါတယ်အချံပြူးချမ်းအနေနဲ့ကတော့ကိုမိုရိုကျွန်းသွားမယ်ဆိုရင်တင်းမွန်ခီးစဉ်ဒါမှမဟုတ်လိုက်ပုတ်ကြီးများနဲ့သွားပါအဲ့ဒါကကိုမိုရိုဥယျာဉ်ရဲ့ကျွန်းအားလုံးကိုစူးစမ်းရန်အတွက်အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ် ပြီးတော့ရေထဲကနေမြင်နေရတဲ့နေဝင်ချိန်ကိုဘယ်ယာမှလိုက်မမီနိုင်အောင်ပကြီကတစ်ချက်တစ်ဖွဲလှပနေပါဗယ်နံပါတ်1ဗစ်တိုးရီးယားရေတံခွန်ဇမ်ဘီယာနိုင်ငံနဲ့ဇင်ဘာဘွေနိုင်ငံတို့ရဲ့နယ်နိမိတ်တွေကိုဖျက်ကားထားတဲ့ဗစ်တိုးရီးယားရေတံခွန်ကကမ္ဘာအကြီးဆုံးရေတံခွန်ဟုလူသိများပါဗယ်ကမ္ဘာလက်ခီးသွားတွေအများပြားလာရောက်လေ့လာကြတဲ့နေရာလည်းဖြစ်ပါတယ်တိကလအုပ်တွေမြင်းကြားတွေမြောက်တွေနဲ့ချာတော်ရန်တိရိစ္ဆာန်များစွာရှိပြီးတော့ဗစ်တိုးရီးယားရေတံခွန်အစွန်းတစ်လျှောက်၆ခပါမှစီးဆင်းသွားပြီးတော့ဇမ်ဘီစီမြစ်ထဲသို့စီးဝင်သွားပါတယ် ထူထက်တဲ့တောနဲ့ကြီးတစ်ခုရဲ့အစွန်းမှာရက်ပြီးကြောက်တယ်ကိုငေးကြည့်ရင်မြူကိုတွေထွက်လာတဲ့ပုံကလည်းရင်သက်ရှုမောပွဲကောင်းလာပါတယ်ဗစ်တိုးရီးယားရေကွန်ဆိုပြီးတော့ဘာလို့လူတွေကအလွယ်တကူခေါ်ကြလဲဆိုတာကတော့မိုးချိုးပြစ်တဲ့မီကိုလို့အဓိပ္ပာယ်ရတဲ့မိုစီအော့တူညာကကိုလိုလိုဘာသာစကားနဲ့ဖော်ပြထားလို့ပဲဖြစ်ပါတယ်နံပါတ်3ဘရီကွန်ဘေကွန်ဘရီကွန်ဘေကွန်ဟာဝေးလ်နိုင်ငံရဲ့ရင်သက်ရှုမောပွဲရာရှုခင်းတွေထဲကတစ်ခုဖြစ်ပါတယ် ဝေးနိုင်ငံရဲ့အလဲပန်းမှာတောင်မတ်အထိ920စတူရန်မိုင်ဆန်းထုတ်ထားပြီးတော့တင်းအနေနဲ့စိမ့်ဆိုသောတောင်ကုန်းကြီးများကိုဖျက်ကျော်ပြီးတော့ရင်သက်ရှုမောပွဲရာများကိုတဝကြီးခံစားနိုင်မှာဖြစ်ပါတယ်။ပန်းဝိုင်ဖန်ကွန်ဒူးနဲ့ခရစ်ဂွမ်တက်တို့ကနိုင်ငံတော်မှတောင်တက်သမားတွေကိုဆွဲဆောင်နိုင်တဲ့တောင်ထိပ်ကြီးများကြီးမားကျယ်ပြန့်ပြီးအရန်လှပတဲ့နယ်မြေတစ်ခုအဖြစ်ရှိနေပါတယ်။ထိုဒေသရဲ့အရှေ့ဘက်မှာရှိတဲ့ Sugar Loaf Hay ဒီပိုမိုလွယ်ကူသောခီးကိုနှစ်သက်တဲ့သူတွေအတွက်သက်တောင်သက်သာနဲ့သွာလာနိုင်ပြီးတော့ အရင်လဲမမြင်မဲတက်တောင်းတက်တာရင်သက်ရှုမဝဲကောင်းတဲ့360ဒီဂရီရှုခင်းတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်အကြံပြုချက်အနေနဲ့ကတော့အစ်မကိုပိုင်ကားရှိပါကထိုဒေသရဲ့အရှိမြောက်နယ်စပ်တို့မောင်းနေမှာရီကွန်မြို့အနီးမှာရှိတဲ့တဟေးစားတောက်ဆိုင်ကိုတွားရောက်လဲပတ်တင်ပါတယ်ရီကွန်ရဲ့တောင်ကုန်းတွေပေါ်ကနေရှုခင်းတွေကိုကြည့်ရင်အကောင်းဆုံးဘာကာကိုစားရင်ခီးကိုကောင်းမွန်စွာပုံဆုံးနိုင်ပါတယ်နံပါတ်၄ဘာကလာလက်ကွန်မက္ကဆီကိုဘာကလာလက်ကွန်ကမက္ကဆီကိုနိုင်ငံရဲ့အပန်းဖြေစခန်းတွေပြည့်နှက်နေတဲ့ကွင်တာနာရူပြည်နယ်ရှိ ဘီလီစိန်နယ်စပ်အနီးမှာတည်ရှိပါတယ်။ကကွန်းကန်းချီနဲ့တူလန်ကန်းချီဤနေအောင်ဖျားခင်းထားတဲ့ပုံစံကဘွာကြီးနဲ့ဝေးကွာလာပြီးတော့မိမိတယောက်တည်းဖြစ်လာတဲ့ခံစားချက်မျိုးရစေပါတယ်။ဂျေပင်ကြီးကလည်းပြာလဲနေပြီးတော့ထူးထူးခြားခြားငြိမ်သက်တိတ်ဆိတ်နေတဲ့သဘာဝတရားကြီးရဲ့အရသာကလည်းအယံကိုကောင်းမွန်လွန်းလာပါတယ်။ရေရဲ့အတိမ်နဲ့ပုံမူတည်ပြီးတော့လည်းရေရဲ့အယောင်ဟာပွဲပြားပါသေးတယ်။အယောင်ခုနှစ်အောင်ရှိတော်ရေကန်ဟုလည်းတချို့ကတင်စားခေါ်ဟောကြပါတယ်။ အပြာဖြောင်းရောင်ကနေရေအောင်အနက်ပေါ်မူတည်ပြီးစိမ့်ပြရောင်ထိနှက်ဆိုင်သော ရောင်စင်များဖြစ်ပေါ်စေတတ်ပါတယ်။မကလာမျိုးရဲ့ကံယူရန်တစ်လျှောက်မှာတော့နေရောင်အောက်မှာအိတ်နိုင်တဲ့တစ်တာတရားလေးများရေကန်ထဲသို့ငေါထွက်နေပြီးတော့ရေလိုင်းကလေးများကကန်းချီသို့ညင်သာစွာရိုက်ခတ်လာတဲ့အတန်ကလည်းတေးသချင်းတန်တကယ်သို့နဝင်ချိုတဲ့အတွက်အနားယူအပန်းဖြေဖို့အတွက်အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ရှုကြခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ အခုဗီဒီယိုလေးကိုတော့ကျွန်တော်တို့ SY Channel ကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေ၊ဘူးတူတာရမယ့်ဗီဒီယိုတွေအများတန်းတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ Channel လေးကို Like and Subscribe နှိပ်ပေးသွားပါအောင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။